မိုးဟေကိုတယောက်အနုပညာလောကကိုစိတ်နာလို့တရဏပောင်နေဝင်ကမေတ္တိလရှင်လှုပ်သွားပြီလား ရဲတမြလုံးမင်္ဂလာပါရှင်။ဘာမစ်နောင်းကနေပြန်လဲကြိုဆိုလိုက်ပါရစေ။အခုချိန်မှာအင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့သတင်းတပုတ်ကတော့ရုပ်ရှင်မင်းသမီးတယောက်ဆောင်မိုးဟေကိုတယောက်ရာသပန်သီလရှင်ဝတ်သွားပြီဆိုတဲ့သတင်းမှာဒါကြောင့်လည်းလူတွေကအင်အားသိမ့်ခဲ့ရပါတယ်။ဒီမန်တိုင်ကင်းအနုပညာလောကမှာအနိုင်နဲ့ပိုင်ပြီးတော့လော်ကီလူပေါင်းကိုစွန့်ခွာထားတဲ့ရုပ်ရှင်တယောက်ဆောင်မင်းသမီးကတင်းနေထုံဖြစ်ပါရစေ။အခုခါမှာတော့မိုးဟေကိုကတင်းနေထုံလို့ပဲတရဏဘောင်းလေးကိုဝင်းကတရားအားထုတ်တော်မလားဆိုပြီးတော့လူတွေကစိတ်ပူနေကြတာဖြစ်ပါတယ်။တကယ် ဆိုရင်တရုတ်ဆောင်မင်းသမီးမိုးဟီကိုကရုပ်ရှင်လောကမှာပြည်စုံတဲ့မင်းသမီးတစ်လက်လို့ဆိုရပါမယ်။နာမည်အရင်တော်အေးခန့်ဖြစ်တဲ့မိုးဟီကိုဟာမြန်မာနိုင်ငံမှာအောင်မြင်တဲ့ထိတ်တန်းမင်းသမီးတစ်လက်ဖြစ်တယ်လို့သူမရဲ့ချမ်းသာကြွယ်ဝမှုကလည်းအင်မတန်ကိုများပြားပါရယ်။အထူးသဖြင့်မိုးဟီကိုကနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ထားတယ်လို့သူမပိုင်ဆိုင်ထားတဲ့ပိုးတွေတိုက်တွေစိန်တိုက်တွေကလည်းအများကြီးပါ။ဒါကြောင့်လည်းနေကြည်ဦးလို့တတိမကြီးကတောင်းမိုးဟီကိုကိုတလေးတစားနဲ့သူ့ရဲ့မင်္ဂလာပွဲကိုဖိတ်ခဲ့ရတဲ့အထီးပါပဲ။မိုးဟီကိုစီးနေတဲ့က ားဆိုရင်တော်ယုံထိတ်တန်းတထေးကြီးတွေတောင်ဝယ်မစည်းနိုင်တဲ့ကားမျိုးဖြစ်ပါတယ်။တယောက်ဆောင်မင်းသမီးကြီးမိုးရီကိုကဒီလိုချမ်းသာကြွယ်ဝနေပေမဲ့လည်းသူမရဲ့ချမ်းသာတဲ့တထေးမကြီးတယောက်မန်းကိုထားကြွတာမျိုးကရှားပါတယ်။ဒါကြောင့်မလို့လေလူတွေကမိုးဟိကိုကိုဒီလောက်ထိချမ်းသာမယ်မှန်းမသိကြပါဘူး။ မိုးရေကောကအမြဲတမ်းတည်ငြိမ်အေးဆေးစွာနေတတ်ပြီးတော့ပွဲလန်းသဖြင့်အခမ်းအနားတွေကိုလည်းတန်ဖိုးကြီးလက်ဝဲယတနာတွေဖက်ရှင်ဘရန်တွေမဝေဖဲနဲ့ရိုးရှင်းစွာပဲတက်ရောက်လေးရှိပါတယ်။ဒါအပြင် မိုးရေကောကအနုပညာပိုင်းမှာလည်းအောင်မြင်တဲ့ပရိသတ်အကျိုက်ထိတ်တန်းမင်းသမီးတစ်လက်ပါ။ဒါကြောင့်လည်းမိုးရေကောလိုပြည့်ပြည့်စုံတဲ့မင်းသမီးတစ်ယောက်ကတရဏဘောင်းထဲကိုဝင်သွားတဲ့ပုံမှာလူတွေကအံ့အားသင့်နေကြတာဖြစ်ပါတယ်။မိုးရေကောကအခုဆိုရင်ရိုးရှင်လောကကိုဆွန့်ခွာပြီးတော့တရဏဘောင်းထဲကိုဝင်ရောက်သွားတာဖြစ်ပြီးမေတီလရှင်လှုပ်သွားခဲ့တာဖြစ်ပါတယ်။တချို့သောတဲ့ နစ်အရာဆိုရင်တော့လူလုံးဝမထွက်လာတော့ဘူးလို့တောင်သိရပါတယ်။တချို့ကလည်းမိုးရေကိုကအကယ်ဒမီစုမရတာကြောင့်တရုတ်ဆောင်မင်းသမီးနဝရတ်လိုရုပ်ရှင်လောကကိုစိတ်နာသွားတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။အလုံးသေးတဲ့အတိုင်းနဝရတ်ဟာအနုပညာလောကမှာပရိသတ်အားပေးမှုအများဆုံးအောင်မြင်ခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းနဝရတ်ကအကယ်ဒမီစုနဲ့ပတ်သက်လာရင်ကန့်ခေလွန်သူတယောက်ပါ။ဒါကြောင့်လည်းရုပ်ရှင်လောကကနေနှုတ်ဆက်ကြောခိုင်းထွက်ခွာသွားခဲ့ရဖြစ်ပါတယ်။နဝရတ်လိုမျိုးအကယ်ဒမီစုတွေနဲ့အချင်းချင်းလွဲချော်နေတဲ့မိုးဟေကို ော်တယောက်အနုပညာလောကကိုစိတ်နာပြီးတော့မေတီလာရှင်ဝစ်သွားပြီလားဆိုပြီးထင်ကြီးပေးနေကြပါတယ်။ဒါပေမဲ့တချို့ကတော့မိုဟီကိုလိုချမ်းသာကြွယ်ဝပြည့်စုံတဲ့မင်းသမီးတယောက်ကရွာသက်ပံတရဏဘောင်ဝင်ဖို့ဆိုတာကမဖြစ်နိုင်ကြောင်းခဏတာယာယီဝစ်တာဖြစ်မယ်ဆိုပြီးပြန်ထွက်လာလိမ့်မယ်လို့ဆိုကြပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမေတီလာရှင်လှုပ်သွားတဲ့မိုဟီကိုပေါ်မှာမိမိရဲ့အမြင်လေးတွေကိုပြောသားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။